မင်္ဂလာပါခင်ဗျာဟေယာဝရီကကြိုးဆိုပါတယ်ဒီတစ်ပတ်တွဲဆုံဆွေးနွေးကမ်းမှာအခုရပိုင်းနေအတွင်းထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်စခန်းတွေကိုဘီရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတဲ့အပေါ် CDM ဗိုလ်မှူးနောင်ရိုးကိုကျွန်တော်ဆက်သွယ်ပြီးမေးမြန်းဆွေးနွေးထားပါတယ်ကျွန်တော်သိကြတဲ့အတိုင်း KNL နဲ့ပူးပေါင်းတပ်တွေဟာညဝူရီမျိုးတောင်ဘက်ပိုင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီတပ်စခန်း6ခုကို စက်တရအတွင်းပိမ့်ပိုက်နိုင်ခဲ့ကြပါလေ။ဆင်လိုက်ဆိုရမယ်ဆိုလို့ရှိရင်တော့မေလ23ရက်နေ့မှာဗလဲတို့တပ်စခန်းမေလ28ရက်နေ့မှာကနယ်လီတပ်စခန်းမေလ29ရက်နေ့မှာရွှေရင်မြိုင်ခေါ်ဝါမိထတပ်စခန်းမေလ30နေ့မနက်စောပိုင်းမှာဘရင်အောင်တပ်စခန်းနေ့လယ်ပိုင်းမှာ မော်ခီတပ်စခန်းနဲ့ဂျွန်လ3ရက်နေ့မှာဒေဘောဘုစခန်းတွေကိုစက်တိုက်ဆိုသလိုတိမ့်ပိုက်ခဲ့ပါတယ်။ထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်သားတွေကို ထိုင်းက မိနစ်တုံးကလိုပဲမြောက်ရီကိုပြန်ပုတ်ပေးခဲ့လို့တက်ပြန်စုပြီးဒေါနာတောင်ကိုကော့ကရီဘက်ကတက်လာနေတဲ့အောင်စီရစစ်ကြောင်းကိုစစ်ကူပေးဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားရပါတယ်။ဒီတိုက်ပွဲတွေကြောင်း CDM ဘုံမှုတောင်ယိုသုံးသက်ချက်တွေကိုဆက်လက်နားဆင်ကြည့်ကြပါ။ကျွန်တော်က AOR မြန်မာပိုင်းအင်တာရင်းနေပါ။မင်္ဂလာပါခုနောင်ယိုခုလို AOR မှာပါဝင်ဆွေးနွေးပေးတဲ့အတွက်ပထမဦးဆုံးအနေနဲ့ကျေးဇူးတင်ကြောင်းပြောပါရစီဗျာ။ တိကျတဲ့အတိုင်းပဲမြဝတီတောင်ပိုင်းထိုင်းမြန်မာနယ်စပ်အနီးမှာစစ်တပ်စခန်းတွေဇက်တိုက်ဆိုလိုကြကုန်တယ်ပေါ့နော်အဲဒါပေမဲ့အရင်ကလည်းအဲ့လိုကြဘူးကြတာပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒေဝဘိုးစခန်းဆိုရင်2022ခုနှစ်တုန်းကကြသွားပင်မဲ့စစ်တပ်ကပြန်သိမ်းနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရမှာပေါ့ဆိုတော့အခုရောအရင်လိုပဲစစ်တပ်ကပြန်သိမ်းနိုင်မလားဒါမှမဟုတ်အရင်နဲ့မတူကွဲပြားချာနာထူကြသွားပြီလားဗျ အဲဒီ test scan နေပေါ့နော်အခုကိုရဲနေပြောဆိုဒီကျွန်တော်တို့ဒါ time မြန်မာနေဆက်ပေါ့နော်ဒီမြောက်ပြည်ဝလီလမ်းပိုင်းတစ်ချောင်းမှာရှိတဲ့အဲအဓိကကြတဲ့ sys scan နေပေါ့နော်အဲအခုဆိုကျွန်တော်တို့ရပ်ပိုင်းဒါပိုင်းရပ်ပိုင်းအတွင်းလို့ပြောရမယ်ပြီးခဲ့တဲ့ရပ်ပိုင်းဆိုဒါ table book ကိုသေယူနိုင်ခဲ့တဲ့ရှိမှလဲ applet တို့ clarity တို့ mock key တို့ပြင်တော့မြန်မာပေါ့နော် scan စတိုက်ကျွန်တော်တို့ဟိုတင်ပိုက်ရယူနိုင်ခဲ့တယ်ပေါ့နော်ဒီ test scan နေကတော့ အော်သူတို့နှစ်ပေါင်းကြာပြီဒီထိုင်းမြန်မာနယ်စပ်ကျော်ပေါ့အတိကဟိုခြေကုပ်ယူထားတဲ့ခြေတန်းအာခန်စစ်စကန်နေပေါ့နော်အဲအခုကျွန်တော်တို့ဒီမြောက်ဒီဝေါ်လီလမ်းပိုင်းမှာဆိုတော့နှစ်ခွန်အားပြီးရင်ဒီတက်စကန်တွေပဲအတိကကျန်တော့တွေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါပြီးတော့လဲအခုကျွန်တော်တို့ဒီတေဘောဘူးဆိုရင်ကျွန်တော်တို့အနေကပြီးခဲ့တဲ့၃ရက်နေ့ရပဲ တိမ့်ပတ်ရရှိခဲ့တယ်ဒါ၃နှစ်အတွင်းမှာကျွန်တော်တို့အဲတချို့ပြန်ပြန်ပြီးတော့တိမ့်ပတ်နိုင်ခဲ့တာပေါ့နော်ဒီနေရာမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့2020နဲ့2023ဟောအခြေအနေနဲ့ဒီကနေ့အဲဒီတော်တိုင်းရာစုတွေတိမ့်ပတ်ရောက်တဲ့အခြေအနေလည်းဆိုရင်တော်တော်လေးကိုကျွန်တော်တို့အပြောင်းလဲသွားတဲ့အနေအထားကိုလည်းစီရေးကောတခြားရောဆက်ဆက်ဒီမှာပေါ့အများကြီးပြောင်းလဲသွားတော့ကျွန်တော်တို့ဟိုမြင်တွေ့ရတယ်ပေါ့နော်ပထမတစ်ချက်တော့ဒီစစ်ကောင်စီတက်တည်ရဲ့စိတ်တဲ့ ခဲကျဟိုဟိုတိုက်ပွဲဝင်နေစိတ်ပေါ့နော်အဲ့ဒါလည်းအတော်လေးကိုခွာခြားသွားတာကိုကျွန်တော်တို့အိုက်တွေ့ရတယ်ပေါ့ဥပမာဘာဒီတေဘောဘွေးလို့ဥပမာတေဘောဘုစကန်ဆိုလည်း2020မှာဒါတော်လိုင်းအရာစုကြီးအသေးကြီးအဲတိုက်ရတဲ့ဟာပေါ့နော်တော်လိုင်းအရာစုမှာလည်းအထူးခိုက်တွေအများကြီးဆက်ပြီးတော့မှဒါတော့မှဂျပန်တွေမှာကျွန်တော်တို့သိမ်းပိုင်နိုင်ခဲ့တဲ့ test camp ဖြစ်တယ်။ဒါပေမဲ့ဒီခဏလေးမှာတော့ကျွန်တော်တို့ဂျပန်တွေ base လို့ပြီးတော့တကယ်တကယ်ထိုးစစ်တင်တိုက်တဲ့အခါမှာတင်းလုံးနဲ့ရှာတယ် ျော်တွေ့ရတယ်ပြီးတော့အဲ့လိုရမယ်လို့ဒီ test count ကြည့်တဲ့အခါမှာ AI ကလည်းရှားကလည်းဝင်ချင်းအခိုင်အမာလက်လက်ခဲလက်ညီခဲရနေဆိုတဲ့အခိုင်အမာဟိုဟိုစုပုံထားပြီးတော့မှ cancel ပြင်ထားတဲ့ test count ဖြစ်တယ်ပေါ့နော်တိုးတော်လေကျွန်တော်တို့အချိန်ပိုင်းအတွင်းနဲ့အဲကျွန်တော်ချက်ပိုင်းတွင်လည်းအသိပိတ်ရရှိခဲ့တာကိုကျွန်တော်တွေ့ရတယ်။တွန်လိုင်းရရှိနေတဲ့အထူးကိစ္စုံကြောင့်အ ਨੇ ဆုံးနဲ့ကျွန်တော်တို့ရှောင်းနိုင်ခဲ့တာတွေ့ရတယ်။အဲကျတော့ဒီနေရာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာစစ်ကောင်စီတပ်သားတွေရဲ့အဲစိတ်သက်အကောင့်ကြီးကအတော်လေး 2022နဲ့ဆိုတာအတော်လေးပြောင်းလဲသွားတွေ့ရတယ်ပေါ့နော်2020နဲ့မှာဆိုရင်လည်းအဲကျွန်တော်ဆိုရင်းရဒီအသေးသေးခုခံတိုက်ခိုက်တယ်အဲချကိုချီလေးတိုက်ခိုက်တယ်စစ်ကူတီလည်းအဲပေးမယ်အဲတက်လာမယ်ဆိုတော့အနေအထားတွေရှိတယ်တော့ဒီနေ့ချိန်မှာတော်တော်လေးပြောင်းလဲသွားတွေ့ရတယ်အချိန်မှာဆိုတော့ကျွန်တော်တို့ကနေလေးတို့ပလက်တူတို့စကန်တွေလည်းဆိုတော့အဒီတိုင်းပဲပေါ့နော်ပလက်တူစကန်တို့ဘာလို့ဆိုလဲဒါတော်တော်လေးကိုအဲ2020ကိုလောမှာဆိုရင်ဒါဒေါ်လာရေးရဆိုမှာထိခိုက်ဆုံးကျုံမှုတွေရှိခဲ့တယ် အတို့ပြင်မယ်လို့ဒီခဏလေးမှာတော့ကျွန်တော်တို့ဟုတ်လားအရာအများပြပါဘောနော်ဒါ90ကျော်အဲ့ plateau မှာဆိုလဲ90ကျော်တော့ကျွန်တော်တို့အဲအတွေ့အကြုံအဲနနချော့အလမ်းပြတော်ပြီးတော့ဆုံးကတပြေးသွားတော့ကျွန်တော်တွေ့ရတယ်ဘောနော်ရှက်ပိုင်းပြီးကိုကျွန်တော်တို့ဟိုသိမ့်ပိုက်ရချိနိုင်ခဲ့တယ်ဘောနော်အဲ့ဒါအဲ့ကျတော့ဒီစစ်ကောင်စီတပ်ဘက်မှအခြေမှဆိုရင်သူတို့ဘက်မှအာကျွန်တော်ဒီဘက်ကိုတက်ကပြဟိုင်းလေးပြောရဲသူတို့မှစိတ်တက်ထဲကိုကျွန်တော်ခုကတိုက်ခိုက်လို့စိတ်ကော ော်မရှိတော့တော့ကျွန်တော်တို့ဟောထင်းထင်းကြကြတွေ့ရတယ်လက်လက်ခဲရဲ့နေအမြောင်မြတ်စုပုံခပြီးမယ်လို့ပေါ့နော်နောက်တစ်ခုကတော့စစ်ကူပြစ်ကူလည်းအဲအရင်တော့2020နဲ့2020တော့မရတော့ဘူးဆိုတော့အဲအန်ဒီသာအတိအမြင်နေလဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲလေကြောင်းတက်ခဲမှုတွေပြစ်ကူတွေချိန်ပြီးမယ်လို့လေကြောင်းတက်ခဲမှုကလည်းနိုင်ငံညက်မှာပြပြတဲ့အခါမှာအရင်တော့2020 23လောက်တို့အကောင်အထည်ပြတိုင်းတဲ့အနေထားမျိုးတွေကျွန်တော်တို့မတွေ့ရတော့ဘူးနော်အဲဒါမျိုးကျွန်တော်တွေ့ရတယ်ဥပမာဥက္ကဋ္ဌတို့ဟာပြောဆို2023ကဥက္ကဋ္ဌကျွန်တော်တို့တော်လိုင်းရအောင်တွေတော်တော်လေးကိုအထူးကဲအစောကျောင်းနဲ့ တက်ခဲ့ရတဲ့ဂျကုတ်ကျူးတက်ခဲ့ရတဲ့ test camp ဖြစ်တယ်ဒီလိုအနေထားတော့ဘာတော့မှကျွန်တော်တို့တိမ်ယူရရှိခဲ့တာအနေထားမျိုးမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဒီကနေ့မှာတော့အဲစစ်ကောင်စီ test camp တွေကအချိန်တိုတွေးမှာပဲကျွန်တော်တို့တိတ်ပိုက်ရရှိသွားရရှိတာတော့ကျွန်တော်မြန်မာတွေတွေ့ရတယ်ပေါ့နော်အဲ့ကျွန်တော်တစ်ဖက်မှာကျွန်တော်ကျွန်တော်တော်လိုင်း AR ဆိုဒီမှာကျွန်တော်အနည်းအားကြီးကျွန်တော်တို့ဟိုတိုက်ခိုက်စီးရေးဆွဲရောစုပွဲပုံစံရောခြေဆုံးပုံစံတွေရောအများကြီးတိုးတက်ကောင်းမွန်လာတဲ့အနေထားတွေပြည်ပြောင်းလဲလာနိုင်တယ်လို့ကျွန်တော်ပြောလို့ရနိုင်တယ်ပေါ့ တစ်ဖက်မှာစစ်ကောင်စီကအများကြီးတစ်ဖက်မှာစွန့်စောင့်ရေးစိတ်သက်သာကြီးကြာပါတယ်တော်လိုင်းနေရာတွေမှာကျတော့ခြေဆက်ပူပေါင်းဆောင်ရွက်မှုအရေးအအတွေ့အကြုံတွေကိုပြန်သုံးသပ်ပြီးတော့မှ viewer စနေပြီးပါတယ်အပြုတ်ရောင်းလဲတာကျွန်တော်တွေ့ရတယ်ဥပမာတေဘဘုတ်တစ်ခါမျိုးဆိုရင်ဘယ်လိုမျိုးပိတ်ဆို့ထားမယ်ဆိုပြီးတော့ကျွန်တော်တို့ဟာချက်ညီနဲ့ကျွန်တော်တို့ဟိုဖြတ်တော့ပိတ်ဆို့ထားနိုင်တယ်ပြီးတော့မှတစ်ချိန်တည်းမှာအချိန်ကတ်ဟုတ်လားဒီပစ်ကူနဲ့ ထုတ်မြေပြင်တက်နေကြမှာအကျဉ်းကြီးချိတ်ဆက်ပြုတ်ပြင်လာတော့ကျွန်တော်တွေ့ရတယ်ဗျဒါမျိုးအနေတော့ကျွန်တော်ချိတ်ရပလက်တိုတို့မခင်းတော့လည်းကျွန်တော်တွေ့ရတယ်အဲကျတော့ဆိုလိုရင်းကတော့တော်လိုင်းရာစုတွေမှာလည်းကျွန်တော်တို့စီရေးဘဲရောပြူဝဘဲရောချိတ်ဆက်မှုဘဲရောအများကြီးတိုးတက်ကောင်းမလာနိုင်လို့ကျွန်တော်တို့ပြောလို့ရတယ်ရှေ့ရတင်ကစားတွေအများကြီး review လုပ်လာနိုင်တယ်ပြီးတော့အောင်စိတ်နဲ့အဲအဲလဲထူးတိုက်မယ်ဆိုတော့အဲဟို ကျွန်တော်တော်တိုင်းရရဆိုဒီပါတယ်ပုံပြီးတွေ့လာတယ်ကွာနောက်တစ်ချက်ကတော့လက်နက်ခေရတက်ဆင်မှုအထွေချက်တွေမှာလည်းအပြားကြီးတုတ်တက်ပြောင်းလဲလာတယ်လို့ကျွန်တော်ပြောလို့ရနိုင်တယ်ဒီအခြေအနေတွေကြောင့်လည်းဒီ test scan တွေကိုကျွန်တော်တို့အလွယ်တကူသိပ္ပံရရှိနိုင်ခဲ့ခြင်းဖြစ်တယ်လို့တော့ကျွန်တော်ကတော့မြင်နေပေါ့နော်ဆရာဟုတ်ကဲ့အခုတိုက်ပွဲတွေကထိုင်းဘတ်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုအထိုင်းကမနစ်တုံးကလိုပဲမြောက်ဒီကိုပြန်ပို့ပေးခဲ့တာတွေ့ရပါတယ်အဲဒါပေမဲ့ဒီတပ်သားတွေကိုပြန်စုပြီးတော့ အဝလေပြူဟာကုန်းမှာဂျောင်းပိတ်ခံထားရတဲ့လူတွေကို ပြန်ကယ်မဲ့အစားမြဝီကိုမနစ်ခဲကစစ်ကူလိုက်ဖို့ကော့ကရိတ်ဘက်ကတက်လာနေတဲ့အောင်စီရစစ်ကြောင်းကိုကူဖို့ဆိုပြီးတော့သင်္ကန်းကြီးနောက်ဘက်ထွက်တိုက်မယ်ကြားနေရတဲ့ခါမှကြားတော့အဲ့ဒါကတော့စစ်ကောင်စီအတွက်မှန်ကန်တဲ့စီရေးဗျူဟာလို့ပြောလို့ရနိုင်မလားဗျအဲဒီကနေ့မှာတော့ကျွန်တော်တို့ဟိုရေးဘူးအဖြစ်အကုန်ချုံချုံသုံးသတ်မယ်ဆိုရင်တော့ စစ်ကောင်စီမှာမှန်ကန်တဲ့စနီဗျူဟာဆိုတာကိုကျွန်တော်တို့မတွေ့မြင်ရတော့ဘူးပဲကျွန်တော်တို့ပြောရမယ်ပေါ့နော်ပထမဆုံးတစ်ချက်ကဒါဟောပါကြောင့်ပြောရလဲဆိုတော့လူထုထောက်ခံမှုကြီးတဲ့လူထုထောက်ခံမှုမရတဲ့စစ်စီတဲ့ဟာမှန်ကန်တဲ့ဖြူဟာဆိုတာမချီဘူးပေါ့နော်ဒါကြောင့်လည်းဒါကိုကျွန်တော်ပြောခြင်းဖြစ်တယ်ပေါ့အဲကြတော့အဲဒီကျွန်တော်ဝေါ်လီနံပါတ်မှာခြေခေဆက်တဲ့ရာစစ်ကောင်စီမှာကျွန်တော်တို့နေဆက်ခြေကိုစကန်ခိုင်းမှာစကန်ရည်ပေါ့နော်ဦးကြီးထားတို့ ဒီတေပိုးပိုးတို့ကိုတကယ်ခိုင်မစကိုင်းနေဒီကနေ့ဒီနေ့အချိန်မှာသူတို့ကျားစလို့ခြေခွတ်ယူထားတယ်အခုမျိုးလွတ်လွတ်ဆုံးချုံးရမဲ့အဲအဲ့ဒါခါမှာဒီနေရာကိုစစ်ကူနဲ့ပြန်ပြီးထိုးစစ်နေဆက်ကိုပြန်ထိုးစစ်စင်တာမျိုးကိုပြန်မလုပ်တော့ဘဲနဲ့စစ်ကောင်စီကဘာဘက်ကိုဟိုဒီဘက်ကိုပြန်ပြေးလာတယ်ဆိုတော့အဲသူသူရဲ့အမကန် main base ပေါ့နော်ဒီနေဆက်မျိုးမြောက်ပြည်မျိုးနဲ့ဒီရန်ကုန်အဲဒီမြောက်ပြည်ကုံတွေအဲမြောက်ပြည်ကုံတွေလမ်းကြောင်းကိုပြန်ထင်းချုပ်ပွင့်ဖို့ကိုပို့ပြီးတော့အိုင်အောင်စိုက်လာတယ်လို့ ဟိုဘလို့အရင်ကတော့ကျောင်းစောတော် သူထိန်းထားတာပေါ့နော်အဲထိန်းရလိုက်မယ်လက်လွတ်လာတဲ့အခါမှာကျတော့သူ main base ဒီအသူရဲ့အဓိက main ကျွေချက်ကကျွန်တော်ထင်တယ်ဒီမြောက်ဒီကုံတွယ်လမ်းကြောင်းကိုသူတို့မြောက်ကဖွင့်ကျင်တဲ့နေထားမျိုးတွေမြောက်ဒီရဲ့နေဆက်ထိန်းချုပ်ထားမှုကိုလက်မလွတ်ဖို့အတွက်တော့အသူရဲ့အဓိကအဲစီအေးအဲနိုင်ငံကြီးဘတ်ဂျက်ဖြစ်မယ်လို့ကျွန်တော်တို့သုံးသပ်တယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်တို့ epic က ဘလက်တူတို့ကလေးလေးတို့ကလည်းပြီးတော့မော်ခီတို့ကစုံခွာပြေးလာတဲ့ဖွဲ့တွေကိုအရင်မကြည့်ပဲနဲ့အဲ့နှစ်ကောင်ကမှအခုကျွန်တော်တို့အင်အားဖြည့်နေတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့အင်အားဖြည့်တဲ့အင်အားနဲ့အခုကျွန်တော်တို့ဟိုတုံခဲ့တဲ့ဟုတ်လားဒီတင်ကန်းကြီးတော်ပြောကြတယ်ကအဲဟိုဂျပိုင်းနဲ့ပြန်ပြီးထိ ंछ ုံမယ်ဆိုပြီးတက်လာတဲ့အောင်ဆီယာစစ်ကြောင်းအောင်ပေါ့နော်အခုချိန်ဒီကိုမကျော်နိုင်ပဲနဲ့ကွန်ကရစ်တစ်ပိုက်မှာတဝဲလေလေဖြစ်နေတဲ့စစ်ကြောင်းနဲ့ကြားမှာဒီဘက်ဟိုဘက်ကြားမှာအဲချိတ်ဆက်ပြီးတော့မှဒီအဲဒီစစ်စစ် ဟိုတော့ဒီထိချုပ်ပြီးတော့မတင်ငန်းညီတော်တို့ဘာလို့ပြန်လဲထိချုပ်နိုင်ပြုပြီးတော့ဒီကုံတွယ်လမ်းကြောင်းဟို ပြန်ပြီးဆောက်ထိချုပ်နိုင်ပြုနောက်တစ်ခုကတော့ဒီနေဆက်ကုံတွယ်အမြောက်ဒီအိန္ဒိယလျှောက်ကိုအပြည့်ဝဆုပ်လုပ်နိုင်ပြုပြန်ပြင်လာတဲ့ viewer တို့တော့ကျွန်တော်တို့ပြင်နေပေါ့နော်အဲကြတော့ဒါကတော့စစ်ကောင်စီရဲ့ viewer စဉ်းစားချက်အပြောင်းလဲပေါ့တိုးတော်လည်းဒီနေရာမှာကျွန်တော်ပြန်တုတ်တက်ရရင်တော့စီရေးဆိုတာလူလူထောက်ခံမှုကအဓိကကြတဲ့အထက်မှာပါတော့ဆိုတော့လူလူထောက်ခံမှုရှိတဲ့စီရေး view အပြောင်းလဲတွေကပယ်ရမှာမှတ်ခဲ့တဲ့ view မဟုတ်ဘူးလို့တော့ကျွန်တော်ပြောလို့ရမယ်ထင်ပါတယ်ဗျာဟုတ်ကဲ့ ကုနာမျိုးပြောသလိုနေဆက်ကုံသွယ်ရေးလမ်းကြောင်းကိုပြန်ထိန်းချုပ်ဖို့စစ်ကောင်စီကကြိုးစားနေသလိုပဲကရင်တော်လှန်ရေးပူးပေါင်းတပ်တွေကကြိုးစားနေတာလဲတွေ့ရမှာပေါ့ဗျာကော့ကရိတ်တိုက်ပွဲဆိုရင်လက်တလောတက်သေးပါပဲအရင်တစ်ခေါက်ကလည်းကော့ကရိတ်ကြထားဘူးတော့အခုဒီချိန်ရောကော့ကရိတ်ကြသွားမယ်လို့ကုနာမျိုးထင်လာဗျာပချီတောင်ပိုင်းရဲ့စီရီအခင်ချင်းကိုပြောရမယ်ဆိုရင်တော့ဒီကော့ကရိတ်တကြောတိကစစ်ကောင်စီက စီထောက်ပတ်ကအစစ်ကူလမ်းကြောင်းကိုပေးထားနိုင်တဲ့ထိချုပ်ထားနိုင်တဲ့အခြေအနေမှာပဲရှိနေစေရှိတယ်လို့ကျွန်တော်တို့နားလည်ထားတယ်ပေါ့နော်ဒီကြားထဲမှာလည်းကြိုရွှေဆိုကြတော်လိုက်ရာစုဒီထိချုပ်ထားတာကြည့်ပြီးမယ်လို့အစစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းနဲ့စစ်ကူလမ်းကြောင်းအပြည့်အဝဖျက်တောက်ထားနိုင်တဲ့အနေထားတော့ရှိမှာတော့ပေါ့နော်နောက်ချက်ကအဲကျွန်တော် တော်လိုက်ရာစုဒီကြားမှာလည်းဒါတောင်ပိုင်းအနေထားကိုကျွန်တော်ပြောတာပေါ့တောင်ပိုင်းအနေထားဟာအဲစုပယ်မှုနဲ့ခြေသက် ပြည်စည်မှုကတော့ကျွန်တော်ထင်တယ်မြို့ပြစစ်တီအထိကိုအပြည့်အဝထိချုပ်နိုင်ဖို့ကတော့ အလိုအပ်ချက်အတိုင်းသာတစ်ခုအထိချိနေတယ်လို့ကျွန်တော်အနေနဲ့တော့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အဲကြတော့ကွန်ကရစ်ကိုပြန်ထိုးစစ်တည်ပြီးတိမ့်ပိုက်နိုင်မလားဆိုတဲ့ဟာတော့အပြောဖို့အရင်ဆိုသေးတယ်အတော်တော်ရေအစတချို့တွေမှာခြေဆက်ပူပေါင်းမှုနဲ့တချို့အားနည်းချက်အလိုအပ်ချက်တွေကိုပြင်ဆင်နိုင်မယ်ပြင်ဆင်နိုင်မယ်ပြင်ဆင်လာဖို့လှုပ်ဆောင်လာမယ်နောက်တစ်ချက်ကတော့စစ်ကောင်စီရဲ့ထောက်ပံ့လမ်းကြောင်းတွေကိုအထူးသဖြင့် အဲကြီးကျော်ကကုန်းကျော်ကထောက်ပံ့ကြောင်းတွေကိုတော့စစ်ကူထောက်ပံ့ကြောင်းတွေကိုဖြတ်တော့ထင်းထုတ်ထားနိုင်မယ်ဆိုရင်တော့အဲကိုရိတ်ပါဝင်မြို့ပြစစ်စင်ရေးတွေကတော့အဲသူတို့အများကြီးလှမ်းလို့ရမယ်လို့ထင်တယ်နော်အဲလာလာနိုင်မယ်စစ်စင်ရေးတွေဒီဆွတ်တော်တာဖို့အဆင်ပြေလာနိုင်မယ်လို့ကျွန်တော်ထင်တယ်တိုးတော်လည်းလက်ရှိအနေထားကြဆိုရင်တော့ကျွန်တော်ထင်တယ်အဲသူတို့ရဲ့ပူပေါင်းချိန်ဆက်နိုင်မှုနဲ့ပြည်စံအောင်နေတာကမြို့ပြစစ်ရေးတွေထိဆိုရင်နှစ်ဖက်ပို့ပြီးတော့မြို့ပြတွေကိုထိန်းချုပ်နိုင်တာထက်တော်လိုင်းရေးရာသူတွေရဲ့ပေးဆက်မှုရောဒေသပစ္စည်းမှုတွေရောအများကြီးအဲ ပစ်အခြေအနေတွေကြုံတော့နေလာနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ကျွန်တော်ဟိုကျွန်တော်တို့တချို့မျိုးပြတွေထဲနေတဲ့အခုမြောက်ဘက်ကနေတာတွေကျွန်တော်ပြန်သုံးသပ်လို့တာပေါ့နော်အဲအဲအကြောင်းမှတော့ကျွန်တော်တို့အဲဘာကြောင့်မို့လို့အနေချက်ချိနေသေးတယ်လို့တော့ကျွန်တော်လည်းမြင်တယ်ဒါပေမဲ့လို့တောင်ပိုင်းအင်အားစုတွေမှာအားသာချက်တွေအများကြီးတယ်အဲ့ဒါကကျွန်တော်ကျန်တဲ့အဖွဲ့တွေနဲ့မတူတဲ့ဟာပေါ့နော်အဲဖြတ်တောက်ပိတ်ဆို့မှုတွေအဲဘောနော်ဒီအဲဟိုပါပေါ့ဒီသူတို့ရဲ့အလင်းမြန်တုံ့ပြန်တိုက်ခိုက်မှုပုံစံတွေကတောင်ပိုင်းအားသာချက်တွေလို့ကျွန်တော်ထားရတယ်ဟောကျွန်တော် ကိုယ့်ရဲ့အာသာချက်အနေထားတွေကိုလည်းစစ်ကောင်စီရဲ့အဲလှုပ်ဆောင်လာတဲ့အနေအထားမှာတော့ဟန်ချက်ညီညီပေါင်းဆက်လှုပ်ဆောင်နိုင်မယ်ဆိုရင်တော့ကျွန်တော်မျိုးပြတွေကိုတိုင်းရမသိနိုင်သေးတော့မှအပြည့်အဝဆုံးမနိုင်မယ်အဲပိတ်ဆို့ထားနိုင်မယ်မျိုးပြအုပ်ချုပ်ရေးတွေကိုအပြောင်းလဲဖော်ဆောင်နိုင်မယ်ဆိုရင် နေမီတွေကိုပို့ပြီးတော့မျိုးပြစစ်စစ်ကိုယ်နဲ့လျော်ညီတဲ့ပုံစံတွေနဲ့အာကျွန်တော်တို့တုံးသက်ပြီးလှုပ်ဆောင်နိုင်မယ်ဆိုရင်တော့အခုထိန်းချုပ်နေမီတွေမှာစစ်ကောင်စီကိုအများကြီးကျွန်တော်တို့ဖယ်ထုတ်ဖယ်ချဖို့အတွက်အများကြီးထောက်ဖို့ဖြစ်နေမယ်လို့တော့ကျွန်တော်ကတော့နေနေပေါ့နော်ဆရာဟုတ်ကဲ့ အဝလေးဘျူဟာကြသွားရင်ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ဘေးမှာရှိတဲ့စစ်ကောင်စီတပ်တွေကင်းစင်သွားပြီလို့ပြောနိုင်တာပေါ့ဗျာအမြဝရီအပေါ်ချမ်းကိုကြည့်မယ်ဆိုရင်လည်းတောင်ရင်မြစ်နဘေးကစစ်စခန်းတွေကိုလည်းအရင်ကမတိုက်ခဲ့ဘူးတဲ့ KNU တပ်မှခုနှစ်ကတိုက်ယူပြီးတော့မကြသေးခင်ကပဲအဲသိမ်းထားခဲ့ပြီးသွားပြီပေါ့ဗျာနောက်တစ်ခုကဟိုးတောင်ဘက်ပိုင်းတနင်္လာရီကနေဇက်ဂိတ်တီခီဆိုရင်လည်းတပ်မှလေးကမကြသေးခင်က တိုက်ယူတာကိုကျွန်တော်တွေ့ရတာပေါ့ဆိုတော့မိကုံက KNU အနေနဲ့ပိုကျဲပြန့်တဲ့ရီမှန်းချက်ရှိနေပြီလို့ကျွန်တော်တို့ပြောနိုင်မလားဗျဒီနေ့မှတော့ကျွန်တော်တို့ဟို KNU ဘူရဲ့အာ KNU ဖွဲ့ရည်စည်တဲ့အထုပ်ပြုစိတ်ချက်တွေလည်းကျွန်တော်တို့စဉ်းစားမပြတ်ကြားနေရတာရှိတယ်ပေါ့နော်ဟုတ်လားသူတို့ဆီရလာချင်းစနစ်ကိုလုံးဝလက်မခံဘူးဆီရလာချင်းအဆုံးသတ်တဲ့အထိသူတို့ PNU ရစ်တီတဲ့ပါဝင်ပူပေါင်းတက်ကင်းလေဆိုတာအချိန်ပိုင်းများစွာကျွန်တော်တို့ပြောခဲ့တာကြားခဲ့ပြီးသားပေါ့နော်ဒီနေရာမှာတော့ဥမာပေါ့ခြေမှာတော့အကြောင်းတက်မှာ6တူမှာတော့အတိကတိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်ခွန်လို့လေးလို့မှာတော့တိုက်ပွဲတွေမြင်ခဲ့တယ်ပေါ့နော်အခုဒါမှမဟုတ်အခုဒီနှစ်ပိုင်းတွေအတွင်းမှာပဲတက်မှာခွန်မှာဆိုတော့သူ့ရဲ့အဲကျွန်တော်အထပ်ပိုင်းတကြောတွေမှာစကောလီတက်စကန်လို့တိုက်လာခဲ့တယ်ဒါလည်းကျွန်တော်ကျွန်တော်ဒီဘက်ကအဲတင်းအလို့အမြင်ပြောရမယ်ဆိုရင်တော့ဒါတုံလဲတိုက်ခုအချိန်ကြာပြီ အရှင်နေလေးပြပြီးတို့အဲဘောတော့ကိုယ့်ဘက်အသင့်ဖြစ်တဲ့အနေအထားဖြစ်လို့သူတို့မှငကိုလေးကိုကအဲဒီဆေးရလာချင်းကိုနမခံနဲ့ဖယ်ချဖို့ကြတိကြရှိပြီးသားဖြစ်တယ်လို့ကျွန်တော်ကားလိုက်တယ်ဗောနော်ဒီကနေ့ချိန်မှာတော့စီရေးရောအရှင်နေလေးရောအသင့်ဖြစ်သွားတဲ့ခါမှာသူလည်းဒီအဲဒီအပွေဆုံးနေတယ်မှာပါဝင်လာခြင်းဖြစ်တယ်လို့ကျွန်တော်နားရတယ်ဗောချိန်မှာလည်းကျွန်တော်ထင်တယ်တက်မှာခွန်လဲမှာစစ်ကောင်စီဘက်ကလည်းအဲတုံ့ပြန်စီရေးပို့ဆောင်မှုတချို့လိုချိန်ခဲ့တဲ့ခါမှာလည်း ဒီဆက်ဆက်မှုတွေလည်းပါမယ်လို့ကျွန်တော်မြင်ပါတယ်ပေါ့နော်အဲဒီကမဲ့အဓိကအကြောင်းရင်းကတော့ဟိုဒီနေ့ချိန်မှာသူတို့စီရေးနေတာလည်းအသင့်ဖြစ်လာလို့ချိန်ကျလာလို့အဲထပ်ပြီးတော့ဒီတော်လိုက်တဲ့မှာအကောင်းကောင်းနဲ့ဘာဝင်လာခြင်းလည်းဖြစ်တယ်တကူတဲ့ကွာလည်း KNU ရဲ့ချက်တီချက်ကဆက်လာခြင်းစကောတော့အလမ်းခံမှုဆိုတော့ပျော်တာပြီးသားလည်းဖြစ်တယ်ပေါ့နော်အနောက်တူကျွန်တော်တို့အဲတမဟာလေးပဲပြတ်ကြည့်မယ်ဆိုလဲအဲ့ဒီအရင်တည်းကွာတမဟာလေးဟာဘောနောသူတို့ပြင်ဆင်နေရတဲ့အာဂျူနီယာတဲ့အဲတော်လိုက်ပြဒီ PNL လေး ဒီ KNU ကလည်းဒီဘက်ကလည်းပြင်ဆင်ရတာရှိတယ် PDF တွေနဲ့ခြေသက်ပြင်ဆင်ရတာရှိတယ်ပေါ့နော်အဲဒါမျိုးလို့တဖြည်းဖြည်းနဲ့သူ့ဘက်မှာလည်းစီးရေးပြင်ဆင်လှုပ်ရှားမှုတွေကဒီဘက်ကအရန်သတိမထားမိလို့တော့ကျွန်တော်ခြူသားခြူသားရှိနေတယ်လို့ကျွန်တော်နားရတယ်ဒီကနေ့မှသာလည်းတကယ်တိုက်ပွဲကြီးတွေပေါ်ဆောင်လာတယ်အခုဆိုလည်းတဝက်တီးကြီးလက်ပိုင်းကိုဒါအကြီးဆုံး viewer scan တွေကိုကျွန်တော်တို့ဒါနှစ်ပေါင်းပေါ့နော်စစ်ကောင်စီနှစ်ပေါင်း30အခြေချထားတဲ့ ကဗျူအတန်နေဟိုသူတို့ဖယ်ချနိုင်ခဲ့တယ်အလားတူဒီတကြောမှာရှိတဲ့စကောင်စီတက်စကန်အသစ်တီကိုလည်းသူတို့ဟိုဖယ်ချလာနေတာတွေ့ရတယ်မဟုတ်လားအလားတူဒီကျွန်တော်တို့ဒီတပ်မလီထဲမှာပဲဟာလာ KNL နဲ့လက်တွဲတက်နေတဲ့အာ PDF တဖွဲ့တွေပေါ့နော် PDF ဖိတ်လည်းရှိတဲ့တဝဲတော်လည်းအားစုလည်းရှိတယ်ဟာကျွန်တော်တို့ကဒီ net scan နေတဲ့တိမ်မှုတပ်မလီထဲမှာဆိုတော့မြို့ပြတဲ့အနီးနားပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့လပိုင်းတွေတွင်ဆိုရင်ဘယ်လောက်ထိကျွန်တော်တို့အခြေအနေတွေ့ရလဲဆိုတော့တဝဲနဲ့ပေါ့နော်စကတ်ချစ်တို့ပေါ့နော်တိတ်ကိုမူရတဲ့9မိုင်လောက်တွင်ဟာလာမောင်မေချောင်တို့ တော့ဒီတဝဲမြို့ဝင်နီးနားတွေကို test scan တွေကိုကျွန်တော်တို့စစ်စင်ရေးတွေဖော်ဆောင်လာနိုင်တာသုံးမှုလာနိုင်တဲ့အနေအထားတွေကျွန်တော်မြင်ရပြီပေါ့ဆိုလိုရရတော့စစ်စင်ရေးတွေအရင်ကကိုယ်ကကြိုကြကြိုကြလေးတွေရှိနေတယ်ဒီကနေ့မှသာကျွန်တော်တို့ဟိုတိုက်ပွဲကြီးတွေကိုဥမှတ်ပြရလို့သာတယ်အမြင်သုံးမှုကတော့တမားလေးတဲ့မှာလည်းကြိုကြကြိုကြမြို့ပြတွေအနီးနားအထိတော်လဲကြီးတွေကတော်ရင်အရာသူတွေကသုံးမှုထားတဲ့အနေအထားတွေကျွန်တော်တို့ချိန်တာနေခဲ့တာပေါ့နော်ဒီကနေ့ကတော့သူအားတွေလည်းကောင်းလာတယ်အဲချိတ်ဆက်မှုအရာလူလက်နဲ့နေချင်းမှုတွေအားကောင်းလာတဲ့ခါမှာ ဒီတိုက်ပွဲကြီးတွေကိုသူတို့စတဲ့ဖော်ဆောင်လာခြင်းဖြစ်တယ်လို့တော့ကျွန်တော်တို့ပြောလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ရှစ်ဆက်တမားဒီဘက်မှာ၄လတမားခုလတမားအစိုးပါကျွန်တော်ထင်တယ်အဲစစ်ပွဲတွေဒီစစ်ကောင်စီတပ်ကအကြီးအကြီးတွေလို့ထင်ကျွန်တော်တို့ဖော်ဆောင်လာနိုင်မယ်ထင်တယ်ပေါ့နော်အလားတူရှေ့မှာဆိုကျွန်တော်တို့တမားဒီဆက်ပေါ့ဒီဘီလင်းဖပုံလိုဟာမျိုးတန်ပိုင်းမှာဆိုရင်လကုံးပြိုလိုဝါလို့ဆိုတော့ရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင် data လကုံးဆိုတက်စကတ်ဖိလိပါဒါပေမဲ့ဖြစ်ရဲ့ကောင်းတစ်ခုမလို့ပေါ့နော်ဒီလိုတက်စကတ်မျိုးဆိုရင် ဒေါ်လာရေရသူတွေတီရှာဖြတ်တော့ပိတ်ဆိုလဲတကယ့်ကိုဒါထုတ်ဖို့လမ်းကြောင်း test scan ပေါ့နော်အဲ့တော့ဖြတ်တော့ပိတ်ဆိုထားတယ်ပြီးတော့မှအဲအဲလုံးတော့ပိတ်ဆိုပြီးတဲ့ကောင်မဒီ test scan တစ်ခုလုံးကအဲဒီဒေါ်လာရေရသူတွေကိုချိတ်ဆက်ပြီးတော့ဖူပေါက်ပြီးတော့လူလက်နဲ့ပြင်းနေဝင်လာတဲ့ဖြစ်ရတည်လဲကျွန်တော်သိခဲ့တယ်ပေါ့နော်ဒီလားလားလည်းကြာတောက်ပိုင်းနေနေဒီမှာချိတ်ဆက်ပို့ပြီးတော့ထွေလာမယ်အနေထားလို့ကျွန်တော်ပြောလို့ရနိုင်ပါတယ်ကိုယ်ရနေဟုတ်ကဲ့ဟုတ်ကဲ့နောက်ဆုံးမေးခွန်းပါပဲအဲ့ဒါကတော့ drone စစ်စင်ကြီးပေါ့ဗျာ အတေဘောဘုတ်တိုက်ပွဲဖြစ်နေစမှာဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ဗီဒီယိုတစ်ခုတည်းမှာပေါ့နော်အဲ့ဒီထဲမှာ KNU စစ်သားတယောက်ကအတုခေါင်းမှာမျက်နှာဖုံး headset တစ်ခုကိုတတ်ထားပြီးတော့ဗီဒီယိုဂိမ်းကစားနေတယ်လို့မျိုး drone စစ်စင်ကြီးဝင်နေတာကိုကြည့်လိုက်ရပါတယ်အနောက်များမကြမီပဲရုရှားတွင်းပိုင်းကဘုံကျဲလေယာဉ်တွေကို drone နဲ့တိုက်တဲ့ Ukraine ရဲ့ spider web စစ်စင်ကြီးကလည်းအများအာယုံစိုက်เสียဖြစ်ခဲ့တာကိုအတားကလည်း ဗမောတိုက်ပွဲမှာစစ်ကောင်စီရဲ့ရဟတ်ရင်တွေကိုကချင်တော်လှန်ရေးတပ်ဖက်ကဒရုန်းနဲ့ဝင်တိုက်ပစ်ခဲ့တာနဲ့ရှေ့စဉ်နောက်စဉ်ဆိုသလိုဖြစ်တော့အဒီကနေ့ခေပေါ်စစ်ပွဲတွေမှာဒရုန်းစစ်စင်ကြီးတွေကဘလောက်ထိအရေးပါနေတယ်လို့ကိုနောင်ယိုးဆိုနိုင်မလဲဗျာဟဲ့ဒီနေ့မှာဒီကနေ့စစ်ပေါ့နော်ဒီနေ့ကျွန်တော်ခေတ်စစ်မှာအဲဒရုန်းဤပညာတိုက်ပွဲတွေပေါ့နော်ဒရုန်းတွေရဲ့ ခံကနာအင်မတန်မှကိုဟိုရေးပါတာတဲ့စစ်ပွဲတချို့ရဲ့အနေအထားတွေကိုအများကြီးပြောင်းလဲလှုပ်ဆောင်လာနိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်တယ်ပေါ့နော်ဒီပညာစစ်ပွဲပေါ့ဒရုန်းရဲ့အရေးပါတာမျိုးပေါ့နော်နောက်တစ်ခုကတော့ဒီအင်အားသေးတဲ့တပ်ဖွဲ့တွေလှုပ်ရှားမှုတွေအင်အားသေးတဲ့တပ်ဖွဲ့တွေမှာနီးပညာကိုပို့ပြီးအားထားမှုလိုရတယ်နီးပညာနဲ့အကျွမ်းတူဝင်ထုတ်နိုင်မယ်ဆိုရင်ဒါကျွမ်းကျင်မှုနဲ့ပုံပေါင်းနဲ့ပေါင်းစပ်နိုင်မယ်ဆိုရင် ကြီးမားတဲ့ဉာဏ်သူကိုကျွန်တော်တို့ထိုးနှက်နိုင်တယ်ပေါ့နော်ဒါကကျွန်တော်ဒါခေတ်သစ်ပွဲရဲ့ဤပညာအပြောင်းလဲကိုပြောတာပေါ့နော်ဒါဒရုန်းရဲ့အရေးပါပေါ့ဒါတမိုင်းလိုပဲပြန်ကြည့်ပေါ့ဗျာတမိုင်းဆိုရင်ကျွန်တော်ခရစ်ယာန်တမိုင်းလိုပါလို့ဆိုရင်ဒါဟိုဂေါလိယက်တို့ထာဝီတို့ဆိုရက်ဟာတွေရှိတာပေါ့နော်တကယ်အင်အားကြီးမားတဲ့ဂေါလိယက်ကိုခနာကွင်းချင်းချင်တိုက်ဖို့ဆိုတာအဲဒါဝိအနေနဲ့မဖြစ်နိုင်ဘူးဒါပေမဲ့သူဟာဒါနီးရအဲဒါဝိကသူ့ရဲ့ scalable ကျွမ်းကျင်မှုရဲ့ပေါ်ပါပြင်မြန်မှုရဲ့ခင်းနဲ့အညီသူ့ရဲ့ကျွမ်းကျင်မှုတွေ ပေါင်းစပ်တယ်ဒီစနစ်ပေါ့နော်သူရဲ့ကျွမ်းကျင်မှုဒီစနစ်ပေါ့အဲဒီ technology ပေါ့ scale အဲ့တော့ဒီနည်းပညာနဲ့သူပေါင်းစပ်တဲ့အခါမှာ AI နဲ့ AI ကြီးမားတဲ့ရည်သူကိုအဲ့တို့တစ်ချက်တည်းနဲ့အချိုက်ထိုးပြီးအနိုင်နိုင်ခဲ့တယ်။ဒါတမိုင်းခေတ်မှာတော့ရှိတယ်ပေါ့နော်။အဲ့တော့ဒီကနေ့စပါတယ်ဒါပဲပေါ့နော်။အခုပဲကျွန်တော်တို့တော်လိုင်း AI စုရဲ့ဒီကနေ့ကျွန်တော်တို့မှာ sick of ဒီတဲ့လက်နက်ခင်းရဲ့ AI လူသိရောဆိုရင် စုပ်ပုတ်နေအောင်ဆိုရင်ကျွန်တော်အများကြီးကြွားချတယ်လို့ကျွန်တော်ပြောလို့ရနိုင်ပါတယ်အများကြီးကြွားချပါတယ်ကျွန်တော်တို့ဘာလို့တိုင်ကန်ပန်တာနဲ့တိဆောက်တာနဲ့စတက်ကြီးတခုနဲ့ပေါင်းမြောင်တဲ့တိဆောက်တာနဲ့စတက်ကြီးတခုပါတော့တို့တော့ဒီလူငယ်တွေရဲ့ရဲရဲဖြတ်တတ်မှုတီချွေဖန်တီးမှုမိပညာကျွမ်းဝင်မှုဉာဏ်စီးတွေပေါ့ဉာဏ်စီးတွေကျွန်တော်တို့ဒေါ်လာရင်းမတိုင်ခင်အာနာမသိငယ်ဆိုရင်ဂိမ်းစုံနေတဲ့လူငယ်တွေပေါ့ ဟလာကင်းနေဆိုတိုးတော့ဒီလူငယ်တွေကအိုင်တခေတ်မှာမွေးတော်တယ်နီးပညာခေတ်မှာဖက်သန်းလာခဲ့တဲ့လူငယ်ဖြစ်တယ်နီးပညာလည်းသူတွေအချင်းပွားပြီးသားဖြစ်တယ်အဲ့တော့တမန်ကလိုအပ်ချက်လာတယ်စစ်ပွဲကလိုအပ်ချက်လာခါမှာဒီနီးပညာကိုစေရေးဟိုကဒီဒီ modern စစ်မှာဒီခေတ်စစ်စစ်မှာဘယ်လိုမျိုးပြောင်းလဲအသုံးချဖို့အောင်လဲဆိုတာအာဒီဒီဖြန့်သီးမှုနဲ့နီးပညာကိုအသုံးချမှုကအင်မတန်မကိုအရေးပါတာလေဒီကနေ့တော်လိုင်းကမ္ဘာစစ်တီအပြင်ကိုကျွန်တော်တော်လိုင်းအခုနွေဦးတော်လိုင်းရေးစစ်မှာတယ်ဒီနီးပညာရဲ့ ခက်ကနာဒီဒရိုးရဲ့ခက်ကနာအများကြီးအထောက်အကူဖြစ်တယ်အပြောင်းလဲဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲကျွန်တော်ဒီတောင်ပိုင်းမှာလည်းဒီတိုင်းပဲပေါ့ကြည့်မကျွန်တော်တို့ resort ပေါ့နော်ဒီ drone resort တော်မှာကျွန်တော်တို့စစ်ကောင်စီနဲ့ချင်းစစ်ကောင်စီကတကယ့်ကိုကြီးကြီးမားမားတုပ်နေတဲ့တဲ့သူတို့ဝယ်ပေးနိုင်မှာတက်စင်နိုင်ပါတယ်တို့တော်လဲတီထွေဖန်မှုနဲ့နီးပညာရေးပွားမှုမှာတော်လဲရရသူတို့လုံးဝသူတို့မချင်နိုင်ဘူးအနည်းနဲ့နောက်ောက်ကြတယ်ဘာလို့လဲဆိုတော့ဒီဘက်ကလူငယ်တွေရဲရဲနဲ့နီးပညာနဲ့ရေးပွားပြီးတာဖြစ်တယ်စစ်ကောင်စီကျတော့ equip လုပ်ပေးနိုင်တဲ့ဟာအများကြီးတာတယ်တို့တော်သူနီးပညာနဲ့ နိပညာနဲ့ယင်ပါနိုင်မှုရှိဒီနေ့ဖန်နေတဲ့ဝေဘငယ်တဲ့ effort ကြအဲ့ကျတော့ဒီနေ့အဲ့ကျတော့ဆိုလိုရင်းကတော့ဗျာဒီနေ့နိပညာရဲ့အခက်ခဏကအချိုးကြီးကြီးနဲ့တီထွင်ဖန်နေတုံးချနိုင်မယ်ဆိုရင်အတိကကြားတဲ့အခက်အခဲတွေအသက်သွေးကြောတွေကိုကျွန်တော်ထိုးခေါက်တိုက်ခဲ့တင်းငယ်တဲ့ယင်းနှီးမှုတွေနဲ့အကြီးမားဆုံးအထိကျွန်တော်ထိုးမဖြစ်စေနိုင်တယ်ဒါမှမဟုတ်ဒီခစ်သစ်စစ်ပွဲရဲ့နိပညာရဲ့အခြေပါမှုပေါ့နော်ဒါအောင်ကျွန်တော်တို့ပြီးခဲ့တဲ့ဘာယူကရိန်းအဲစစ်ပွဲပဲကျွန်တော်တို့ဟိုရှင်းလို့ရပါတယ်တကယ် အဲဒီရုရှားမှာဆိုတကယ်မအားပြုအောင်ပုံကျဲနေကြီးဒီတကယ်မြင့်မြတ်ပုံကျဲနေကြီးဒီပေါ့နော်ဒီလိုဟာမျိုးကြီးအင်မလန်ကွာလောက်ဝေးတဲ့ဟာမျိုးကိုကျွန်တော်ဒီယူကရိန်းဟာသူတို့ဝေးပြစ်လက်နဲ့ကြည့်နေတဲ့တိုက်နေတဲ့စာမရှိပါဘူးဟာသူတို့မအားလောက်ဒီမိုင်၄တော့၅တော့ပြစ်နိုင်တဲ့အဲဒီလုံးလက်နဲ့ဒီနီးပညာတွေရှိတာပေါ့ပေါ့တိုးတော့သူတို့မှရှိတဲ့နီးပညာတွေခစ်တဲ့နီးပညာဒရုန်းနီးပညာထားရီကိုအဲဘီယောကျောင်းနဲ့ပေါင်းစပ်ဖွင့်ရတဲ့ခါမှာတကယ်ကိုစစ်ပွဲရဲ့အပြောင်းအလဲတစ်ခုလိုတော့ပါအာဒါတမိုင်းမှတ်တမ်းတစ်ခုလိုတော့မှ အကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်အဲကြတော့ဒီကနေ့စပွဲကအဲအဲကျွန်တော်ခေတ်စစ်ပွဲတွေဖြစ်တဲ့အတွက်ဤပညာရဲ့အခန်းကဏ္ဍတွေကကျွန်တော်တို့မြုံမှန်းတာရတဲ့အဲနားလည်ထားတဲ့ပို့ပြီးတော့ကြီးမားတဲ့အခန်းကဏ္ဍမှာရှိတယ်။အနောက်တွေပဲကျွန်တော်တော်လိုင်းအင်အားစုတွေကျန်စီတွေလည်းဒီဤပညာနဲ့ရှင်ပါပြီးတာဖြစ်တယ်။အဲကြတော့သူတို့တွေဒီစိန်ခုံမှုတစ်ခုကိုကျော်လဲကျော်နိုင်ဒီဤပညာနဲ့သူရဲ့တိတိပတ်ဆောင်းမှုနဲ့ ေါင်းဆက်ပြီးတော့မှချိတဲ့ resource ပေါ့နော်ကိုယ့်ရဲ့ resource တွေနဲ့ပေါင်းဆက်တော့နိုင်မယ်ဆိုရင်တော့ဒီ new dot line မှာလည်းထိတဲ့ကြီးမားတဲ့ကြီးမားတဲ့အရွေတွေစစ်ပွဲအောင်ပွဲအရွေတွေကိုကျွန်တော်တို့ပို့ပြီးတော့အဲပေါ်ဆောင်လာနိုင်မယ်ကြီးမားတဲ့ dot line မှာလည်းအဲအဲကြီးမားတဲ့အခက်ကဏ္ဍမှာဒီ drone နဲ့ဒီပညာစစ်တကဆက်ပြီးတော့ပါဝင်နေလေဦးမယ်လို့ပို့ပြီးတွေ့လာအောင်မယ်လို့တော့ကျွန်တော်တို့ပြောလို့ရနိုင်မယ်ထင်ပါတယ်ဗျဟုတ်ကဲ့